ရေဘေးသိမ့်ပြည်သူတွေပြန်လည်ထူထောင်ရေးအနေနဲ့အစိုးရဘက်ကစနစ်တကျစီစဉ်ဖို့အတွက်လိုအပ်နေပါတယ်ဒီသတင်းကိုတော့ဒေါ်တူတူအောင်ကဖေးပို့ထားတာဖြစ်ပါတယ်ဇူလိုင်လ29ရက်နေ့ကဗကုမြေတက်လာတာဖြစ်ပြီးအခုဆိုရေပြန့်ကျသွားပြီးပြည်လဲထူထောင်ရေးအတွက်အစိုးရကစနစ်တကျစီစစ်ဖို့လိုအပ်တယ်လို့တနက်ပေမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမြေဦးကပြောပါရယ်ပြည်လဲထူထောင်ရေးရပုံပြီးတော့ရေးကြည့်တာရေးကြည့်နေပြီးတော့နောက်မှာဟုတ်လားစောင်းနေရေးတွေတက်သေးသွားတယ်အထက်ကျတော့နေရာမြေတွေ အဲ့ဒါဇကားတွေရေမြုပ်ပြီးတော့ပစ္စည်းကုန်လေအဲ့ဒါတွေကိုလလန်းထူအောင်လို့ပြည်တော်စုမြို့ကြီးအစိုးရကနေပြီးတော့ပေါ့လေဒီဒီချာချာမမှန်ကန်ကန်စီတစ်ဖို့လိုပါဒီနှစ်မှာမိုးများပြီးပဲခူးမြေတက်မှုကြောင့်တနက်ပင်မြို့နယ်အတွင်းကလယ်မြေကသတိန်း၈၀၀၀ကျော်ရှိတဲ့အထက်ကစိုက်ပျိုးပြီးလယ်ကငါးတောင်းကျော်အားရင်းနှီးမြုပ်နေတာဖြစ်ပါတယ်။လယ်မြေကတွေရင်းနှီးမြုပ်မှုကြောင့်စိုက်ပြီးသားစပါးတွေပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့အခုချိန်မှာတွက်ချက်လို့မရသေးဘူးလို့သိရပါတယ်။ကျွန်တော်ဆိုလို့ရှိရင်မနစ်ကဆိုအရေးကြီးရေးဆိုတယ်ပါဘူး။ဒီကောင်မှတင်ပြ ပြင်ပြပေမဲ့လေတကယ်တမ်းပြည်သူလူထုဟာဟာအိကဟာလာတရားတထောင်ဟာဖြစ်ပြင်မဲ့ပေါ်တယ်တကယ်တမ်းရတာဟာတော်တော်နဲတဲ့အတိုက်တာတစ်ခုလည်းရတာရှိတာအတင်းအကောက်ကိုပြည့်စည်လို့ရှိရင်ကောင်းတစ်ထောင်ပေးတယ်ခိခိုက်လို့ရှိရင်6000လုံးပေးတယ်အဲ့တော့အဲ့ဒီ6000ရဖို့လို့1000ရဖို့လို့ဟာလာပြည်သူလူထုကညို့နေဟာလာတွားလိုက်လာလိုက်ရေးနေပဲပုံသွားတယ်တခြားသူလို့ရှိရင်အဲဘာမှထိထိရောက်မဖြစ်ပါဘူး ဘိုးတိုင်းဒေသကြီးတနက်ပင်မြို့နယ်မှာရက်ွက်ပေါင်း6ရက်ွက်ကြေးရအုပ်စုပေါင်း60ကျော်ရှိပြီးမြေတက်မှုနဲ့မိုးများတာတွေကြောင့်နှစ်စဉ်ရေကြီးမှုတန်ကိုခံနေကြရတာဖြစ်ပါတယ်။အရင်နှစ်တွေကလည်းရေကြီးတာတွေကြောင့်တရေကကိုပျက်စီးဆုံးရှုံးမှုငွေကျပ်12,000နုံထိခိုက်တာတွေကို6,000နုံပေးခဲ့တာတွေကလယ်သမားတွေကုန်ကြမ်းစိတ်တဝက်တောင်ပြန်လည်မရရှိခဲ့တာတွေဖြစ်ခဲ့ပါတယ်ရှင်။ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ။